ရတ္တဆုံတဲ့လောကဒဏ်ကိုအံသူဖို့ကျွန်တော်တို့စိတ်ခံစားချက်ရဲ့အနှိမ့်အမြင့်ကိုလိုလိုပုံသွင်းပေးနိုင်တဲ့အထင်မှာဂီတလည်းတစ်ခုပါဝင်ဖြစ်ပါတယ်။ဟုတ်ကဲ့မျိုးရမင်္ဂလာပါကိုဆိုင်ပါဒီနေ့တော့လေစာချစ်ခင်ရတဲ့အမျိုးတွေကိုသူတစ်ဖြင့်အရှမ်းပြည်နယ်မြောက်ပိုင်းမူစင်မြို့မှာ တေးသူရိယာဂီတနဲ့ပတ်သက်ပြီးအမျိုးသားစုံစုံလင်လင်ကိုတနေရာထဲမှာလေ့လာနိုင်မဲ့နေရာလေးတစ်ခုကို ကိုတွေ့ညွှန်ပေးကြပါမယ်။ ကျွန်တော်ကတော့ဟင်းကောင်းတစ်ခွက်စားရင် ကိုယ်အိမ်နီးချင်းတွေကို အပြေးလေးသတိရလိုက်တယ်ဆိုတဲ့ဆိုရစကားလေးအတိုင်းပဲကျွန်တော်လူပဝန်းချင်းအတိုင်းဝိုင်းအတွက်အကျိုးရှိမဲ့အရာလေးတစ်ခုကိုလက်သွေ့လိုက်ချင်ပါတယ်